ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါမင်းညားကကစားသွားတဲ့ PSG အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့အားလုံးသိရတိုင်းပဲ PSG အသင်းကငကိုးတကိုးနဲ့အနိုင်ယူပြောမှာချန်ပီယံလိဘိုလိုပွဲကိုတက်သွားခဲ့တယ်ဒီပွဲလေးနဲ့ပတ်သက်ပြောမှာဒါအသင်းနဲ့တင်ကြားအားနဲ့ချက်အားသာချက်တွေကိုလေဒါတွေနဲ့ပတ်သက်ပြောမှာဂျင်လွန်နဲ့တူစီတူကနေပြောမှာသုံးသက်တင်ဆက်ပြသွားဖို့ရှိပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါကြီးမင်္ဂလာပါကိုအာဆင်နယ်ဒါမနေ့ကပွဲဆက်ဆဆချင်းချင်းကပ်ပုံနေ တော်တော်လေးကောင်းပါတယ်ဟိုသူတို့လိုချင်တဲ့နိုင်ပွဲတစ်ခုမရခဲ့ဘူးဆိုပေမဲ့ကစားသွားတာပွဲစားပွဲမှာတော်တော်ကောင်းတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒါစီတူမနေ့ကပွဲချိုအစီအစဉ်မှာလည်းပြောသွားတယ်ဟာပေါ့နော်ဒီ clinical ဖြစ်မှုမဖြစ်မှုဒီချက်ကတော်တော်ကြီးကိုဒါစကားပြောသွားပဲဟိုပွဲဒီအစပိုင်းမှာရောနောက်ထပ်ဒီ pro tempo တင်တဲ့ပွဲချိန်ဒီ48နဲ့ ကွယ်60ကျော်ကြားပေါ့လေအဲ့ဂျားကာလာထဲမှာကြည့်မယ်ဆိုရင်လည်းအာဆင်နယ်ဟာဒီရဲ့ပူလို့မှအခွင့်အရေးဒီရတဲ့နဲ့ဂိုးသွင်းခွင့်အဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့အခြေအနေပေါ့လေတကယ်တမ်းလာဆိုရင်အဲ့ pass လေးတစ်ခုနှစ်ခုလောက်ကအနည်းဆုံးတော့ chance create တစ်ခုလောက်တော့ဖြစ်သွားတဲ့အခြေအနေတစ်ခုမှာအဲ့အဲ့လောက်မဖန်တီးနိုင်ခဲ့ဘူးပေါ့လေဒီ clinical ဖြစ်မှုမဖြစ်မှုတွေပိုင်းကြီးကဒါအာဆင်နယ်အတွက်စကားပြောသွားတယ်လို့ထင်တယ်ညီဒီပေါ်လေးနဲ့ပတ်သက်ပြီးတော့မှစီတူရဲ့အမြင်လေးကိုအရင်ဆုံးပြောပြပါဦးညီဟုတ်ကဲ့ကို အဲဒီအခွင့်အရေးတွေအသုံးချမှုမှာတိကျဖို့လိုတာပေါ့နော်အခုလိုမျိုးဒီချန်ပီယံလိဂ်ရဲ့နောက်ဆုံးအဆင့်တွေမှာတော့အဲ့ဒီအချက်ကအရေးကြီးတယ်အဲ့ဒီအချက်ရဲ့ဥပမာကိုကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုကြည့်လို့ရတယ်ရီယယ်မက်ဒရစ်ဒီချန်ပီယံလိဂ်ယူခဲ့တဲ့အချိန်တွေမှာကျွန်တော်တို့ဒီအချက်ကိုဟိုကြည့်လို့ရတယ်အရာအားလုံးကောင်းနေကြမလို့ဒါမဲ့တကယ်အရေးကြီးတဲ့အချိန်တကယ်ကိုးသွင်းဖို့လိုအပ်တဲ့အချိန်မှာကောင်းမယ်ဆိုရင်ဒီရလက်ကောင်းကိုရယူနိုင်တယ်ပေါ့နော်အဲ့တော့ဒီအချက်ကိုအစနေရအကင်းမဲ့နေရဖြစ်တယ်အဲ့တော့တိုက်စစ် ကိုယ်သွင်းမသေးချာတာပေါ့နော်အဲ့တော့ကိုယ်သွင်းမသေးချာအောင်လည်းမဟုတ်ပဲတချို့တော့အဲဒီလွတ်သွားတဲ့အခြေအနေတွေမှာပိုကောင်းတဲ့ action ကန်ကန်သွင်းနေဖြစ်စေလူပေးနေဖြစ်စေအဲ့လိုအရာတွေလုပ်နိုင်တယ်ဒါပေမဲ့ Arsenal ဟာအဲ့ဒီအပိုင်းမှာတော့အနည်းငယ်အားနေတယ်ပေါ့နော်အရင်ကြီးနေရတော့မဟုတ်ဒါပေမဲ့တကယ်ထိတ်တန်းခြင်းခေါင်းခေါင်းချင်းတွေ့တဲ့ပွဲတွေမှာတော့ဒီဟာအရင်အရေးပါတယ်အဲ့တော့ Arsenal ဟာအဲ့ဒီဟာတိလွယ်လွယ်နေတယ်ပြီးတော့ဒီပွဲမှာအရေးကြီးတာကအဲကျွန်တော် Arteta ကို Arteta ပွဲပြီးမှသူပြောသွားတယ်ပေါ့နော် တို့အသင်ကပိုကောင်းတဲ့အသင်ပိုကောင်းတဲ့အသင်လို့သူပြောတယ်ပေါ့နော်အဲ့တော့ဘသူကပြောရလဲလို့ဒီ press မှာမေးတော့ PSG bench ပေါ့နော် PSG ရဲ့အရကုန်တန်းနီးပြအခွင့်အရေးပြောတယ်ဆိုတဲ့သဘောမျိုးကိုအထစ်ထားပြောတယ်ပေါ့နော်ဒီသူကသူတို့အတင်ရမယ်160လောက်ပူကောင်းတယ်ဆိုတဲ့သဘောမျိုးကိုပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကပွဲရလောက်ကိုအဆုံးဖြတ်ပေးရမဟုတ်ဘူးတပွဲလုံးမှာဒီဟိုဘက်ပြိုင်ဘက်ကိုပေါက်ပြိုင်ဘက်ဘောက်စ်နဲ့ကိုကိုဘက်ကိုပေါက်ကိုဘက်ဘောက်စ်မှာ ဒီ key moments တွေလောက်ဖို့အဲ့အဲ့ moments တွေရရှိလာတဲ့ခါမှာကိုယ့်ဘက်ကအပိုင်ရရှိအောင်လုပ်ဖို့အဲ့ဒါလေးကအရေးကြီးတယ်အစင်းနဲ့အဲ့ဒီအပိုင်ကိုဒါလင့်ဟင်းခဲ့တယ်ပြီးတော့ဒီကိုသမားပေါ့လေ PSG ကိုသမားတို့ဒီဒီနောက်ကြော့စလုံးမှာအကောင်းဆုံး PSG ဘက်ကအကောင်းဆုံးကစားသမားဒိုနာရူမာလို့သူပြောသွားတယ်ဒါပေမဲ့အဲ့ဒါအမှန်မှမမှန်တာအပြည့်ဝမမှန်ဘူးပေါ့နော်ဒိုနာရူမာကောင်းမွန်တဲ့ကောင်ကွယ်ချက်တွေအများကြီးလုပ်ခဲ့တယ်ဒါပေမဲ့လေကျွန်တော်တို့ကရှင်းရှင်းလေးဒိုနာရူမာဒီပွဲမှာချက်ထားပြီးတော့ ီလိုကိုးတွေလာဖန်ပြနေရမဟုတ်ဘူးဒိုနာရူမာနပိုလီကကမ္ဘာအကောင်ဆုံးအဆင့်မှာရှိတဲ့ကုသမဖြစ်တယ်အဲ့တော့အဲ့လိုကမ္ဘာအကောင်ဆုံးအဆင့်မှာရှိတဲ့ကုသမကိုကြော်ဖြတ်နိုင်မဲ့အခွင့်အရေးတွေကန်သွင်းချက်တွေစူးစမ်းမှုတွေလုပ်နိုင်ဖို့လိုတယ်ဒါဟာဒီပွဲမတိုင်ခင်တည်းကပေးထားချက်အဲ့တော့အပေးထားချက်ကြီးကိုကျွန်တော်တို့ရှောင်းလွှဲပြီးတော့ကုသမကောင်းလို့ပါဆိုပြီးတော့လွှဲချလို့မရဘူးနော်ကုသမကဒီပွဲမှာကောင်းတာမဟုတ်နပိုလီကဒီကုသမအင်မတန်ကောင်းတဲ့ကုသမဒါပေါ့အဲ့ဒါနဲ့ကိုသမားတက်လည်းကောင်းတယ်ကဘာပေါ်မှာသူထက်ကောင်းတဲ့ကိုသမားဆိုတာလက်ချိုးရည်လို့ရတယ်တစ်ဖက်မပြည့်ဘူးပေါ့နော်အဲ့တော့ဒီကိုသမားဒီလိုစွမ်းဆောင်မှာ ဒါ normal ပဲအဲ့တော့အဲ့ normal ပဲအခြေအနေကြီးကိုကျွန်တော်တို့ကိုယ်ရဲ့ကြိုးထွက်တာပြီးကိုယ့်ဘက်ကပိုကောင်းတဲ့အဖွင့်ရည်တွေပိုကောင်းတဲ့ကံသွင်းချက်တွေသို့မဟုတ်အခုတက်ပိုများတဲ့ကံသွင်းမှုတွေပြုလုပ်ဖို့လိုတယ်အဲ့ဒါအောင်လုပ်နိုင်ခဲ့ဘူးအဲ့ဒါကြောင့်ရှုံးသွားတယ်ဒါပဲဒါပေမဲ့ auditor ရဲ့အဲဒီသူပွဲကြိုးအဲပွဲပြီးပြောစကားတွေမှာဒီအရာတွေကိုသူလုံးပြီးတော့ဗောနော်ဒီကျွန်တော်အာယုံတွဲတယ်ဗောနော်ဒါမှအာယုံလွှဲခြင်းက တော့ကျွန်တော်ကျွန်တော်တော်တော်မအောင်မြင်ဘူးကျွန်တော်ကတော့ editor အနေနဲ့သူလုံလောက်တဲ့စွမ်းဆောင်ရင်မပြနိုင်ခဲ့လို့ရှုံးတယ်လို့ပဲပြောချင်တယ်အဲ့ဒီအရာတွေမှာတော့ဒီ live set ကဒီအရေးပါတဲ့အခြေအနေတွေမှာအခွင့်အရေးအသုံးမချနိုင်ခြင်းပါဝင်နေဒါအပြင်ဒီဘွဲကတရေလောက်နဲ့ပြီးသွားလည်းမဟုတ်ကိုယ့်ဘက်ကရှုံးသွားတာရှုံးသွားတာမှာတစ်ဖက်က penalty တလုံးမဝင်သေးဘူးပြောမယ်ဆိုရင်အဲ့တော့ ပြက်ပြက်သားသားရှုံးတယ်လို့ပြောလို့ရတယ်။ပြက်ပြက်သားသားရှုံးတယ်လို့ပြောလို့ရတဲ့အခြေအနေမှာအစင်းရဲ့ကန်ဆာဘိုင်းအားနည်းမှုအခြေအနေတွေပြီးတော့တချို့သော အခြေအနေတွေမှာလူစားပြောင်းလဲမှုလုပ်ဖို့လိုအပ်တာလည်းကျွန်တော်တို့မြင်ရတယ်။ဒါပေမဲ့အာဒီတာဟာထုံးစံအတိုင်းသူ့ရဲ့လူစားလဲမှုတွေနောက်ကျခဲ့တာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ မြင်ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်အာဆင်နယ်ရဲ့ရှုံးပွဲကထိုက်တန်တဲ့ရှုံးပွဲဖြစ်တယ်အာဒီတာပြောသလိုပိုကောင်းတဲ့အသင်းဆိုတာလည်းဒါကျွန်တော်တို့အဲရှေဘူးရအပြင်လက်ခံလို့ရမယ်တကယ် game state ကိုထက်သွင်းပြီးစဉ်းစားမယ်ဆိုရင်ဒီစကားကိုလည်းလက်ခံလို့မရဘူးဘာဖြစ်လို့အာဆင်နယ်ပြိတက်တွေအတွက်တော့ရှုံးပွဲကြောင့်စိတ်ညစ်ရတယ်လို့ဒီနီးပြရဲ့ဒီစင်ကြီးပြောစကားတွေကြောင့်ပို့ပြီးတော့စိတ်ညစ်ရမယ်လို့ကျွန်တော်ယူဆမိတယ်ဟုတ်ကဲ့ပေါ့ဟုတ်မနက်ညဟိုလေအခုအမြင်ပြောရင်တော့အာတီတာဒီပရက်ရှာမိနေပြီပေါ့နော် ပရက်ရှာမိနေပြီဒီရာသီမှာလည်းဒါဆူဖလာလက်မဲ့ဖြစ်သွားဖြစ်ထားတယ်အဲပြီးခဲ့တဲ့ရာသီလဲဆူဖရာလက်မဲ့ဖြစ်ထားတယ်ဒါဆူဖရာလက်မဲ့ဖြစ်ထားတဲ့ရာသီများလာတဲ့အခြေအနေတခုမှသူဖီအားများပြီဖီအားများတဲ့ဒန်ဒီပေါ့လေဒီမနေ့ကဒါသူပွဲပြီးမှပြောသွားတဲ့ဒါစကားတွေမှကြည့်မယ်ဆိုရင်ဒီဖီအားများတဲ့ဒန်ဒီကြောင့်နောက်ဆက်ပြောပေါ့နော်ဟိုဘယ်လိုပြောမသိပြောမ အဓိပ္ပာယ်မရှိရနောက်တစ်ခါကျတော့ကိုကိုကိုဒါကာကျင်လို့နဲ့ဟာမျိုးလေးတွေတွားပြမှမြင်ရတယ်ဒါအဓိကပြောလို့ဒါသူ့ကိုယ်သူကာကာကျင်လို့လေအဲကာကျင်တဲ့ပြဿနာလေးတွေအရောဒါအထီးသားမှာဖိအားများနေရဆိုတာလေးကိုကိုတွားပြမြင်ရတယ်ပြည့်ကြီးကမင်းတို့ကအမတန်ကစားဝဆိုရင်ဘယ်လိုပြောပထမအကြောလောက်ခါ တောင်းအဲ့လိုတော့ဘာလို့ပြောလဲတိုက်စစ်ကိုအလိုက်အရန်ကြီးဖြွေပြီးမှကစားတာမို့ပွဲကိုထိမ့်သိမ့်သိမ့်သိမ့်နဲ့ပဲပူပြီးမှဒါပွဲထိမ့်မှုပဲပူပြီးမှကစားတာပေါ့နော်ဒီ protected ဆိုင် reactive ဝေးကိုတုံးတယ်လို့တာထင်တယ်ပထမကြောရခဲ့တဲ့ဆိုင်ပြောတာပါဒါပေမဲ့ Arsenal ကိုယ်တိုင်ကလည်းဒီလိုလိုအပ်ချက်တွေရှိနေတယ်ဒီမှာ situation ဒါကိုမနေ့တော့ကဒါ Arsenal ပွဲမှာဒီ Arsenal ဘယ်လိုပြောမလဲလူချင်းနဲ့တာဂက်တော့မရောက်ခဲ့ဘူးဒါပေမဲ့ဘောလုံးပိုင်ဆိုင်မှုအဖြစ်တော့တဲ့ဒီဂိုးကပ်ပြုံးပြုံးအဖြစ်တော့ဟိုမဆိုးလာတဲ့အနေထားမျိုးတော့ဒါတွေ့ရတာပေါ့လေအဲ့တော့ဒါအာဆင်နယ်တင်းရဲ့ဒီမိနစ်ဝကစားသွားတဲ့ shape တွေဒီ tactic တွေနဲ့ပတ်သက်ပြီးရောမှာဟောစီတူတစ်ချက်တော့အကုန်သတ်ပြီးပါအောင်ညီအဟုတ်ကဲ့ကိုအာဆင်နယ်အနေနဲ့ဒီဘွဲမှာသူတို့ရထုံးစံအတိုင်း set piece ကိုအားပြုဖို့ပြင်ဆင်လာတော့လည်းတွေ့ရတယ်ဒါပေမဲ့ဒီဘွဲမှာထူးခြားလာလက်ပစ်ပေါ်လေးပေါ့နော် Thomas Vardy က long throw တွေကိုတက်ပြီးတော့ပြစ်ပြီးတာကိုကျွန်တော်တို့တွေ့ရတယ်မဆိုးလာတဲ့ အကျိုးသက်ရောက်မှုတော့ရှိရဒါပေမဲ့လည်းမလုံလောက်ဘူးပေါ့နော်အဲဒီကတော့ကျွန်တော်တို့မတွေးထင်ထားတဲ့အချက်တခုပေါ့နော်ဒီပွဲမှာကျွန်တော်တို့ Thomas Partey တစ်ချိန်ပြီးတစ်ချိန် long throw long throw တွေပြစ်တာမျိုးတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ဒါကတော့မထင်မထားတဲ့အဖြစ်ရဖြစ်ခဲ့ပြီးတော့ကျန်တဲ့ပါဟာတွေကတော့ Arsenal ထုံးစံအတိုင်းပဲအဲတခုရှိတဲ့ဒီ PSG ရဲ့အလဲပေါ့နော်ကွင်းလဲအလဲ base တဲမှာအာနေချက်တချို့ရှိတယ်အဲအာနေချက်တချို့ကတော့အဲဒီဘာမှလုံနိုင်ခြင်း မရှိခဲ့ဘူးပြီးတော့ဒီပွဲမှာ force 9မှာကစားတယ်မက်ကဲမရီနိုမရီနိုက အားနေခဲ့တယ်ပေါ့နော် Real Madrid နဲ့ပွဲတော့ငါလိုမျိုးစွမ်းဆောင်ရင်မဟုတ်ပဲနဲ့ဒီအားနေမှုတွေကျွန်တော်တို့မြင်ရတယ်ချိတ်ဆက်မှုရောပြီးတော့ဒီ box ထဲမှာဒီ Jules winning ပေါ့နော်ဒီ counter ball တွေအလိုရှင်ပြီးတော့ Jules လုတ်တဲ့အခြေအနေမှာ Mikel Merino တို့ကသူ့ပုံမှာစွမ်းဆောင်ရင်အောက်ကိုရှောက်နေခဲ့ပြီးတော့သူကြီးကပဲဘောလုံးတောက်လျှောက်ဆုံးရှုံးနေတာကိုကျွန်တော်တို့မြင်ရတယ်တော့အဲ့ဒါက Arsenal ရဲ့ဒီ central force ကိုအားနေစေတဲ့အချက်တစ်ခုဖြစ်တယ် Declan Rice ကတော့အခါအားလို့ဆိုတာဒီ box ထဲဝင်ဝင်ပြီးတော့ကူညီပေးတဲ့ counter ball တွေလည်းရရှိခဲ့တာတော့တွေ့ရတယ်ဒါပေမဲ့လည်းအဲ ကိုးဖြစ်ပြောင်းနေတာချင်းမရှိဘူးပေါ့နော်အစောပိုင်းမိနစ်20မှာကိုးသွားခဲ့ရင်တော့ပွဲအချိန်တွေကပြောင်းလဲသွားမှာပေါ့ဒါပေမဲ့အဲ့ဒါကိုအစင်တွေရအောင်မလုပ်နိုင်ခဲ့ဘူးနောက်ပိုင်းမှာပြန်ကျသွားတယ်အတူတူပြင်း PSG ကိုးရသွားတဲ့အချိန်မှာပြန်ကျသွားတယ်ပေါ့နော်အဲ့တော့ PSG ကိုးရသွားတဲ့ဖြစ်ရကိုလည်းကျွန်တော်ထည့်ပြောဖို့လိုတယ် PSG အနေနဲ့အာဆင်နယ်အားသာပါတယ်ဆိုတဲ့ဆက်ပီးစ်အာဆင်နယ်ရဲ့ဆက်ပီးစ်နဲ့မသွင်းနိုင်ဘူးလေ PSG ကဆက်ပီးစ်ကနေပဲပြန်ပြီးတော့သွင်းသွားပြန်ပြီးတော့ဒုက္ခပေးသွားတယ်အာဆင်နယ်အဲ့ဒီချက်မှာတော်တော်လေးဒုက္ခရောက်ခဲ့တယ်အငိုက်မိခဲ့တယ်ပြီးတော့ အဲဒီရှုံးနေတဲ့အချင်းတွေဝမ်းစီးဖြစ်သွားတဲ့အချင်းတွေမှာအစင်လေးကိုကြည့်ရတာဒီ focus ပြောက်သွားပြီးတော့ပွဲရဲ့ဖီအားတန်ကိုသူမခံနိုင်ဘူးဒီမကင်တွင်နိုင်ဘူးလို့ကျွန်တော်ယူဆမိတယ်။နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ညံ့ညံ့လာတယ်ပေါ့နော်အခုရမယ်မှာတော့နည်းနည်းလေးပြန်တက်လာတာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့လေအဲ့တော့ Arsenal အနေနဲ့သူတို့ရဲ့ဒီပုံမှန် tactics တွေကိုဟိုဒီထက် ပိုမြင့်မှာ PSG ကိုတိုက်ခိုက်နိုင်မှာဖြစ်တယ်အဲ့တော့ပိုမြင့်အောင်သူတို့မစွမ်းဆောင်နိုင်ခဲ့တာမန်လောက်ပဲခစားနေတယ်တာမန်လောက်ပဲခွင့်ရရပြီးတော့ဒါ PSG ကိုအနိုင်ယူဖို့အတွက်မလုံလောက်ခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်တော်ထပ်ပြီးတော့မြင်ရတာကအဲအရေးကြီးတာကပေါ့နော်ပထမပိုင်းလောက်မှာအလုံးမဖြစ်တော့ဘူးလုံးဝဖြစ်ပဲရုံးကန်နေရပြီဆိုရင်ဒုတိယပိုင်းမှာခက်ဆော့ဆော့လူစားလဲတင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့လူစားလဲမှုတွေကိုလည်းမမြင်ခဲ့ရဘူးတချို့သောအာဆင်နယ်ပရိသတ်တွေကတော့လူစားလဲစရာမရှိဘူးလို့ယူဆကြတယ်အာဆင်နယ်နေလူအင်အားနည်းတယ်လို့ယူဆကြတယ်ဒါပေမဲ့ အဲ့လောက်ကြီးနည်းနေရတော့မဟုတ်ဘူးသူတို့မှဒီ Trossard Starling အစရှိတဲ့လဲလို့ရတဲ့စားသမားတွေရှိတယ်ပြီးတော့ဒီနေ့ဘက်မှာဆိုရင် Fiadan အောက်မှာတော်တော်ဒုက္ခရောက်ခဲ့တဲ့ Miles Lewis ကလည်းဒီကစားသမားကိုလည်းကူညီပေးဖို့လိုတယ်လူစားလဲလိုက်တာသူ့ကိုကူညီတာပဲဒါပေမဲ့သူကပွဲထဲမှာတောက်လျှောက်ဒုက္ခရောက်နေခဲ့တာပေါ့နော်အဲ့တော့ဒီအခြေအနေတွေကိုမြင်ခဲ့ရတဲ့ Argentina အနေနဲ့အဲ့ဒါကိုလည်းမကင်တွင်နိုင်ခဲ့ဘူးပြောမယ်ဆိုရင်နီးပြားတွေမှာရိုးရိုးလေးနှစ်ခုပေါ့နော် ပွဲစားတွေအကျိုးတင် ပြင်ဆင်ထားတဲ့ဒီ idea ကြီးကအရန်ကောင်းနေပြီးတော့ဘာမှဖာသိစရာမလိုဘာမှပြောင်းလဲစရာမလိုတော့ကောင်းနေရင်တော့အဆင်ပြေရပါဘို့ဒါပေမဲ့အဲ့လိုမဖြစ်နေတဲ့အချိန်တွေမှာတော့ကျွန်တော်တို့နောက်ထပ် plan နေနဲ့နောက်ထပ် idea နဲ့ထပ်ပြီးတော့ movement ဖို့လိုတယ်အဲ့တော့အဲ့ဒီပထမအချက်မှာလည်းမပြည့်စုံဘူးလို့ဒုတိယအချက်လုပ်ဖို့လည်း editor အနေနဲ့ပြက်ကွက်ခဲ့တယ်လို့ကျွန်တော်ကတော့ယူဆတယ်အထူးသဖြင့် PSG က leading ဖြစ်နေရဒီ net job ပေါင်းရလက်ကောအဆဆရရတာနေတဲ့အချိန်တွေမှာကျွန်တော်တို့ဒီလိုအပြောင်းလဲအကြီးကြီးလိုတယ်ပေါ့နော်အဲ့ဒါကိုသူတို့မလုပ်နိုင်ခဲ့တဲ့အတွက်ဘွဲကအီယောအီယောနဲ့ ပြည့်ကျဲဒုက္ခပင်မှုကိုဆက်လက်ခံစားခဲ့ရတယ်လို့ယူဆပါတယ်ဟုတ်အစလေအိုဘာလည်းညီပြောသူလိုမဟုတ်တော့အကိုအညီပြောရင်မင်းကဆိုအိုဒီကာလိုဒါတော်တော်ကပရင်ရောက်ဖို့အထာထားလာတော့မသိဘူးပါလေအိုဒီကာလိုကစားသမားလည်းဒါမင်းကသူစားလဲမယ်ဆိုလဲရတော့မယ်အနေဒါဘာလို့မလဲဆိုတော့တပွဲလုံးဒါသူ့ဆီကနေဘာမှမမြင်ရဘူး PSG ရွာတဲ့ဒီ penalty penalty ဖြစ်ရတယ်ပဲ penalty ဖြစ်ရမှာဆိုရင်ဒါ sliver နဲ့သူနဲ့ဒါ ပေးယူမာတယ်မာတဲ့အနေနဲ့တစ်ဆင့်ဘောလုံးပြတ်သွားတယ်ပြတ်သွားနေမှာတစ်ဆင့်ဒါကောင်တာရပြီးတော့မှဒါလက်ထိပေါ်ဖြစ်သွားပါဘောနော်ဒီမှာအူဒီကာရဲ့စွမ်းဆောင်ရည်ကလည်းမင်းတို့ကဆိုတော်တော်ကြီးကိုပျောက်နေတာကိုဒါအကိုသွားပြီးတော့မှတွေ့ရတယ်နောက်ထပ်ဒီဟာရီရဲ့နောက်ဆက်တွဲပေါ့လေဒါဘယ်လိုပြောမလဲဟို သူများပြောပြီးသားအဖြစ်ကိုထပ်ပြောတာတော့မဟုတ်ဒါပေမဲ့အဲ့ရဲ့ပြဿနာကြောင့်ဆိုတော့ဒီမင်းညပြက်ကြီးပွဲမှာအာဆင်နယ်ကောင်းအောင်ပေါ်နေတယ်အဲ့ဒါပါလဲဆိုတော့ဒီဘုံပေါင်းတဲ့ပွဲမှာမလို့အပ်ဖဲနဲ့တွားပြီးကစားအားပွဲထုတ်တဲ့ဟာမှာလေးရက်ပဲကြားထဲမှာနားရက်ရခဲ့တဲ့ဟာတခုပဲကြတော့အာဆင်နယ်ကိုကောင်းကောင်းဒါဘယ်လိုဒုက္ခပြန်ပြီးဝါဘောနော်ဘာလို့လဲဆိုတော့ပွဲစဒီမိနစ်20တွင်သူတို့ကောင်းကောင်းကစားနိုင်တယ် အဲ့ဒီနှုံတိုင်းနဲ့ဆက်ပြီးမှကစားနိုင်မယ်ဆိုရင်အာဆင်နယ်ဟာတိကျပါတယ်ဒီ PSG ရဲ့ဝင်လည်ကမင်းကအမှန်တမ်းပြောရင်အဲ့ဒီလောက်ထိဒါကြီးမကောင်းဘူးတိုက်စစ်ပန်းကလည်းအရင်ကြီးကောင်းတဲ့အနေအထားမျိုးတော့မဟုတ်ဒီလိုပုံစံမျိုးမဟုတ်တဲ့အတကူတော့အာဆင်နယ်ကဘာမှအခွင့်အရေးမပြနိုင်ဘူးလိုက်ပြောမှအီယိုယိုဖြစ်သွားတယ်ဆိုတော့ကျတော့ဥမာမင်းကတော့ Rice လိုကစားမမျိုးအစားဒီပွဲကြီး90နောက်ပိုင်းကျတော့ကျလာတဲ့ဟာကြီးမြင်ရဘူးเนาะဒါအာဆင်နယ်အနေနဲ့အထက်သားအနေနဲ့ ဒီပွဲပွဲတပွဲနဲ့တပွဲကြားစီမံခန့်ခွဲမှုတွေကလည်းတော်တော်လေးကိုလိုအပ်ခဲ့တယ်လို့ထင်တယ်ကြီးဒါဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဘာလို့စီတူဘယ်လိုမြင်မိလဲမသိဘူးအဟိုအရေးကြီးခဲ့တယ်ပေါ့ကျွန်တော်တို့ပွဲကြုံမှာဆွေးနွေးခဲ့သလိုပဲအအရင်အရေးပါလာတဲ့အချိန်မှာသူတို့ထပ်မတင်နိုင်တော့အဲဒီပွဲပထမပိုင်းမိနစ်30တော့က intensity လိုမျိုးတပွဲလုံးကစားကြမလို့ပါဘူးဒါပေမဲ့အဲ့တဲ့ပို့ပြီးရရှိအောင်ကစားဖို့လိုတယ်အဲ့လို ဒီတင်း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 30လောက်တင်းပြီးရတချို့အချိန်ပြန်ပြီးတမ်းမှုပြန်ချပေါ့နော်အဲ့လိုအကြာကြီးကိုတို့မတင်နိုင်တဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဒုတိယပိုင်းမှာလည်းတကယ်တင်းမှုလိုလာတဲ့အချိန်မှာတို့ကုန်နေပြီဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့ editor ရဲ့ဒီတောက်လျှောက် game management လိုအပ်ချက်လို့ပဲကျွန်တော်တို့ပြောရမယ်အသေးစိတ်ပြန်ခွဲကြည့်မယ်ဆိုရင် editor အသင်းကိုတိဆောက်လာတဲ့ဒီတချို့ကဒီ face ကို face 7 အဲဒီ face 7 face 8ပေါ့နော်အတင်းတင်းကိုထိဆုံးအထိရောက်ဖို့ဆိုရင်အဆင့်၈ဆင့်လောက်ကြီးခွဲတယ်အဆင့်၈ဆင့်လောက်ကြီးခွဲတဲ့အခါမှာ editor အဆင့်၅လောက်အထိဟောသူလောက်တာတကယ်ကောင်းတယ်ဒါပေမဲ့အခုနောက်ပိုင်းလောရမယ့်ဟာတွေကအဲ၅အထိဟာကိုကျွန်တော်ပြန်လုပ်စရာမလိုတော့အဲ၅အထိရတိဆောက်ပြီးသွားတယ်အဲ့တော့6 9 8အနိုင်ရရှိဖို့အတွက် league champion ဖြစ်ဖို့ဒီ cup ဖလားတွေမှာ champion ဖြစ်ဖို့ဒီຢာတွေအတွက်လောရတော့မယ်အဲ့ຢာတွေလောရတဲ့နေရာမှာတော့ editor ဟာလိုအပ်ချက်တွေအများကြီးရှိတယ်ရေရှည်သွားတဲ့ ဒီ strategic အပိုင်းမှာလည်းလိုအပ်ချက်တွေရှိတယ်ပြီးတော့တပွဲချင်းမှာလည်းလိုအပ်ချက်တွေရှိတယ်ပြီးတော့ပွဲတွင်းမှာလည်းဒီလုံလောက်တဲ့ထိတ်တန်းနီးပြတူစီကလုံလောက်တဲ့ဆွမ်းဆောင်ရေကျွန်တော်တို့မမြင်ရဘူးတချို့သောအခြေအနေတွေမှာ bold ဖြစ်တယ်လို့ကျွန်တော်တို့စီတူကြတယ်ရဲတင်းတဲ့ဆုံးဖြတ်ချက်တွေလိုတယ်အဲ့ဒါကြီးမမြင်ရဘူးအဲ့တော့အဲ့ဒီငားမှာပဲသူတန့်နေရဆိုတဲ့သဘောကိုကျွန်တော်တို့ပြောရလိုက်မယ်ပေါ့နော် editor မှာတကယ်လိုအပ်ချက်တွေရှိနေပြီးတော့အဲဒီချက်ဒီ6.8တွေသွားဖို့ super layer စီသွားဖို့ဆိုရင်တော့သူဒီချက် ကောင်းတဲ့ဟာကိုလိုအပ်တယ်။လက်ရှိအချိန်မှာသူပေးနေတဲ့စင်ကြေတွေကတော့အဲ့ဒီအရာကိုဖုံးကျင်တယ်လို့ကျွန်တော်တို့မြင်မိတယ်ပေါ့နော်။ ဟုတ်ပါဘူး။ဒီနေ့ကဒါစကားလဲအမှန်တပြောတော့ဟိုအာဆင်နယ်မှာဒီဘယ်လိုပြောမလဲချီကျူးစရာကောင်းလာတာစကားတယောက်တည်းပဲမနေ့ကအကောအမြင်မြင်တော့စကားရဲ့နောက်ထပ်ဒုတိယပိုင်းလူစားဝင်လာတဲ့ထရော့ဆော့ရယ်ပေါ့နော်။ဒီကစားမနှစ်ယောက်ကတော့ဒါမဆိုးဘူး။အဲစကားကတော့ဒီရတဲ့ chance တစ်ချိန်ပေါ့လေမိနစ်80 80နဲ့80မိနစ်ကြားထဲမှာရလေတဲ့ခွင့်ရတကူပေါ့။ဒါအတုံးချနိုင်ခဲ့မယ်ဆိုတော့ဒါထူးထူးဖြစ်တာဖြစ်သွားနိုင်တာပေါ့။ပြဿနာဘာလဲဆိုတော့အဲ chance အနေထားတစ်ခုမှလည်းဟိုလူရလား ဓာတ်ပုံရိုက်ပြတဲ့ဟာမျိုးဒီစတေဘုံရိုက်ပြတဲ့ဟာမျိုးထုတ်ပြတဲ့ဟာကဘောလုံးထိတဲ့အနေထားနဲ့သူပိတ်လိုက်တဲ့အနေထားဘောလုံးထောင်ထက်သွားတဲ့ပုံပေါ်ပြီးရိုက်ပြတာတကယ်တမ်းဖြတ်တင်ပေါ်ဖြတ်ကျော်လာတဲ့အနေထားရဲ့နောက်တစ်ခုကကျတော့ဒီပြိုင်ဘက်ဂိုးသမားကိုထောက်ပြီးကျော်လာတဲ့ဘောလုံးကသူဘလုံးမှဒါမမျော်လင့်ထားတဲ့ပုံစံမျိုးလေဒီဘောလုံးကဘောင်းစပြီးတော့ထောက်ပြီးတော့မှဝင်လာတဲ့ဘောလုံးဖြစ်တဲ့အတွက်အခုပြောချင်တာကတော့ဒီ game တစ်ခုလုံးကစာကာတယောက်တည်းရဲ့ဒီ chance တစ်ခုလုံးကိုလွှဲချော်သွားတဲ့အခြေအနေကြောင့် ဒီ game changer တခုဖြစ်သွားတယ်လို့ဟိုကတော့မူဆာကာမနုကတတော်ကြီးကောင်းတယ်သူကန်ချက်တွေတောင်းပြတော့တောင်းပြဖို့ကန်ချက်တွေဒါတူနော်ရာမှာကာဝါဆိုတာလေတတော်လေးကိုကောင်းလို့ဒါဘောနော်ဒါဂိုးကတကူလေးပဲရခဲ့တာတကယ်လို့ဆိုရင်ဒီဂိုးရ90ကြီးမျိုးလေးချက်ကကျတော့ဆာကာစီကနေပဲအများဆုံးထွက်သွားတယ်။ဟိုအာဆင်နယ်အနေနဲ့တော့ဒီရက်ပူပြီးမှ ကိုးရတဲ့တော့ဗောလေဘာကြောင့်မလို့ဆိုတော့မင်းကသူရဲ့ HG value ကဒီကိုးရနိုင်ခြင်းမျှော်လင့်ချက်က3ကျော်တယ်3.14လားမသိဘူးဒီ3ကိုးကျော်ကျော်လောက်ထိရနိုင်တဲ့အခြေအနေတခုမှသူကတကိုးပဲရနိုင်တယ်တစ်ဖက်မှာ BSG ကကျတော့ penalty အပါဝင်ကိုးရနိုင်ခြင်းက1.74ပဲရှိတဲ့အနေထားမှာနှကူးတွင်းရနိုင်တယ်တကိုးကျော်ကျော်လောက်ပဲချန့်ရတဲ့အနေထားကိုသူကနှကူးရအောင်တော့တွင်းနိုင်ခဲ့တယ်ဆိုတော့ဒါ PSG ရဲ့ clinical ဖြစ်မှုကိုအကိုဒါထပ်ပြီးမှမြင်ရမယ်လို့ထင်တယ်အာဆင်နယ်မှာကျတော့စန့်ကျင်ဘက်အနေနဲ့ဒီကိုးသွင်းမသေးကြတဲ့အချက်ကိုဒါတွားပြီးမှ သွားညိုပြတဲ့ဟာမျိုးဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့သူတို့ HC value 900နိုင်ချင်မျိုးလေးချက်ကဒါ chance အနေထားနဲ့ကြည့်မယ်ဆိုရင်3ကြော်ကြော်လောက်နေရှိတာအနည်းဆုံး2ခုလောက်ကတော့ဒါရခဲ့တင်တယ်လို့တော့ဒါမြင်တော့ဗောလေနောက်ထပ်ဒါ Arsenal အကြောင်းလည်းအခုပြောတာနည်းနည်းလေးတစ်ဖက်ဆောင်ဖြစ်နေဆို PSG ဘက်ကလည်းဒါ PSG ရဲ့အားသာချက်နောက်တစ်ခါကျတော့ဒီ PSG ဘိုလူဝဲနဲ့ဒါထိုက်တန်တယ်ဆိုတဲ့အခြေအနေလေးတစ်ခုမှာရောစင်သူဗာမြတ်တုံးသက်ချင်လည်းမသိဘူးညီအပြည့်ဝထိုက်တန်တယ်လို့ကျွန်တော်ဟို ထောက်ခံခြင်းနဲ့ပေါ့နော်သူတို့လီဗာပူးကိုကျော်ဖြတ်လာတယ်အခုအာဆင်နယ်ကိုကျော်ဖြတ်တယ်ပေါ့နော်အဲ့တော့ဒီကျော်ဖြတ်တာပရီးမီယာလိ၃သင်းပေါ့နော်လက်ရှိဒီဘောလုံးကဘာရဲ့ဒီနီးပြားပိုင်းပြီးအစစအရာရာမှာဥဆောင်တဲ့အသင်းလိုဖြစ်နေတဲ့ဥဆောင်တဲ့ league ဖြစ်နေတဲ့ပရီးမီယာလိကိုသူတို့လီဗာပူးအက်စတွန်ဗီလာဒီအာဆင်နယ်ပုံစံတွေမတူအဲ့ပုံစံမတူတဲ့အသင်းတွေသူတို့ဒါပြပြပေါ်ကစွန့်ပြပြီးတော့ကျော်ဖြတ်လာတယ်အဲ့တော့တကယ်ကိုထိုက်တန်တဲ့ဒီဘူလူပွဲလူတတ်မှတ်ချက်နဲ့ပြီးတော့သူတို့ကစားတဲ့ စားပုံကလည်းလှပတယ်ပေါ့နော်လှပတယ်ဆိုတာကအဲတချို့အသင်းတွေနဲ့မတူဘူးအဲဘယ်လိုပြောမလဲစွန်စားမှုတွေပါတယ်အယမ်းမြန်ဆန်တယ်ပြီးတော့တူးချင်း skill တွေကိုကျွန်တော်တို့ပို့ပြီးတော့ကြည့်ရရင်ခုံစရာပိုကောင်းတာပေါ့ဥပမာ Inter Milan ကအယမ်းချီချူပိုကောင်းတယ်အယမ်းကောင်းတဲ့အသင်းဒါပေမဲ့အဲပေးရရတာချင်းမတူဘူး PSG ပေးတဲ့ရတာကကြတော့အဲဒီကျွန်တော်ကလေးလေးကလေးလေးဘောလုံးဝဲကြည့်ရင်လည်းသူတို့ရဲ့ဒီပေးတဲ့ရတာကိုဒါဖန်ဆုပ်လို့ရတယ်ပေါ့နော်တယောက်ချင်းရဲ့ skill တွေတယောက်ချင်းရဲ့ကြော်ပြတ်မှုတွေနဲ့ အဲဒီပို့ပြီးတော့လွယ်ကူရိုးရှင်းတဲ့လှပတဲ့လှပမှုကိုကျွန်တော်တို့ပေးတယ်ဗောလေပြီးတော့ဒီ Louis Enrique ကိုလည်းဒါချီးကျူးခြင်းတယ် Louis Enrique ရောဒီ PSG အသင်းရဲ့ဒီ advisor ပေါ့နော်အဲ Louis Campos ဒီလူခေါ်ယူမှုတွေလုပ်ပေးတဲ့ Louis Louis Campos ဒါ guru ဒီအပြောင်းရှင်းတဲ့ပတ်သက်လာတကယ် guru ကြီးအဲ့တော့သူတို့ရဲ့ဒီ project တကယ်ကောင်းတယ်ပြီးတော့သူတို့ရဲ့ဥက္ကဋ္ဌပါ Excellency သူဒီဘယ်လိုပြောမလဲသူတို့ရဲ့ဒီကျယ်စင်စုတွေ ਨੇ ဒီ PSG ကလတီကိုပေါ့နော်ဒီ Messi တို့ Neymar တို့ Mbappe တို့ရဲ့ မော်ဒယ်တွေလောကမှာအောင်မြင်ခဲ့။အောင်မြင်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ခစ်ပြောင်းလဲဖို့အတွက်ဒီ loose scan post နဲ့ loose entity key တို့ရဲ့ revolution နဲ့သွားတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအဥစာကတကယ်ကိုအခုချိန်မှာအသေးပွင့်ခံစားရတာမနစ်တော့ကလည်း final ရောက်ဖို့နှိစက်ခဲ့တဲ့တော်မုံကိုတို့မထင်မှာပဲရှုံးနေခဲ့တယ်ပေါ့နော်။အဲ့တော့ PSG ရဲ့ game မှာတော့အဲ့လိုအစွန်းလေးတွေတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ခြုံပြီးကြည့်မယ်ဆိုရင်အဲလွန်ခဲ့တဲ့ ဒီ Mbappe ရိုခစ်ကတူးတယောက်တည်းကိုမိကူထားတဲ့ပုံစံကနေအခုအသင်းလိုက်ပုံစံကိုလုံလုံလည်လည်ပြောင်းလဲနိုင်တော့တွေ့ရတယ်ပြီးတော့လက်ရှိအသင်းမှာကျွန်တော်တို့ကျယ်ပွင့်ကြီးရယ်ဆိုပြီးတော့ဘသူ့ကိုမိကူရရဲဆိုတာမရှိဘူးအော်စမန်ဒမ်ဘီလီကိုမိကူရရယ်လို့ပြောမယ်ဆိုရင်တော့အော်စမန်ဒမ်ဘီလီကဒီနေ့ပွဲမှာမင်းအနေငယ်ပဲကစားသွားတယ်။ဂျန်နဲ့ကစားသမားဒီဇိုင်းဒူရီပရက်လီပါကိုလာဒီဘက်ကခေါ်ရက်စကလီယာုံနဲ့ကစားသွားတယ်။အဲ့တော့ဒီရုပ်စာကြီးကတကယ့်ကိုပြောင်မြောက်တယ်လို့ကျွန်တော်ကြီးကျူးချင်တယ်။ပြီးတော့ကွင်းလေကွင်းလေဟာဒီမနစ်ကလေးကအဲဒီကျွန်တော်တို့ဆိုရင်မနစ် ကလည်းဒီ Canablus မှာကျွန်တော် user diary အစီအစဉ်လောက်တော့အဲလောကလည်းဗကြခဏဒီအကြောင်းသုံးသပ်တယ်ပေါ့နော် data တွေနဲ့ရောဒီပြီးတော့ဒီ map တွေနဲ့ရောဘလိုပဲကြည့်ကြည့်ပြည့်ကြည့်ကွင်းလေဟာဟန်ချက်မညီမညီခဲ့ဘူးအဲ့ဒီပုံစံကိုအခုဖြည်းဖြည်းနဲ့ရအောင်ဖြည့်ရှင်းတယ်သူ John Davis ကိုခေါ်တယ်အစတော့က Emery John Davis ဗီဒီညာပုံစံနဲ့တွဲကြည့်ရအဆင်မပြေဘူး Fabian Roos နဲ့တွဲကြည့်လိုက်တယ်ပြီးတော့ adjust လုပ်တယ်ပေါ့နော် liverpool ကို adjust လုပ်သူလို့ပြည့်ချင်တယ် adjust လုပ်တယ်အဲ့ဒါတော်တော်လေးကိုအဆင်ပြေလာတော့တွေ့ရဒါ louis enrique ရဲ့အဟိုကောင်းမွန်တဲ့စွမ်းဆောင်ကြီးပေါ့နော်ပြီးတော့ neves တို့ vidinha ရဲ့ game ကိုနောက်တစ်ဆင့်မြင်ပါအောင်သူဆွဲမြင်ပြီးတာကိုလည်းတွေ့ရတယ်အဲ့တော့ psg ရဲ့ဟို final ရောက်ရှိတဲ့ကျမ်းမှာတော့ဒါ enrique ရောပြီးတော့ဒီအသင်းရဲ့လူငယ်ကစားသမားအများစုရောကြီးကိုအခြေချထိုက်တယ်ပြီးတော့ဒီ full back တွေဖြစ်တဲ့ hakimi နဲ့ nuno mendes ဒီ ပြိုင်ပွဲတစ်လျှောက်လုံးမှာသူတို့ရဲ့အခန်းကဏ္ဍကတော်ကြီးကိုကြီးကြီးမားမားပါဝင်ခဲ့တာကိုတွေ့ရတယ်။ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတာကအဲဒီဒီဘက်ဘိုင်းတဲ့မှာဖူဘက်တွေရဲ့အခန်းကဏ္ဍအင်မတန်ကြီးမားလာတယ်။ဒီအရန်ရှေ့ကိုတက်တဲ့ flying ဖူဘက်တွေရောပြီးတော့အလဲတွေဝင်ပြီးတော့ under lapping လုပ်ပြီးတော့ကွင်းလယ်ကိုကူညီကစားပေးကြတယ်ရှိတယ်ပေါ့နော်။အဲ့တော့ PSG ကွင်းလယ်ကအဲ့ဒီဟာတွေအကုန်လုံးပြနိုင်တယ်။ modern ပေါ့နော်။လက်ရှိ modern post modern ဖြစ်သွားပြီလို့ပြောရမှာမသိဘူး။အဲ့တော့ဒီ ဒီ hand နှစ်ခုစလုံးပေါ့နော် overlapping ကို underlapping ကိုကွင်းလေကူတာပြီး cancel ပိုင်းတယောက်ချင်းထိန်းချုပ်မှုဆိုလည်း no mandate ဆိုရင်လုံးဝကျွန်တော်တို့အခုထိန်းချုပ်လာဆိုရင်တောက်လျှောက်ပဲအဲဒီစာလာကိုလည်းလုံးဝအဲ့ဒီကောက်ထည့်တာနဲ့စာကာကိုလည်းဒါတိုင်းတာတစ်ခုထိသူအမားမရှိခဲ့ဘူးပေါ့နော်အဲ့လောက်ထိထိန်းချုပ်ထားနိုင်ခဲ့တယ်အဲ့တော့ dice cancel အားလုံးပြည့်စုံတဲ့ hand ချင်းညီတဲ့ဒီ full back play တွေလို့ပြတာခဲ့တယ်အဲ့တော့ PSG ရဲ့အသာချက်တွေဆိုရင်ပြောစရာတော့အများကြီးပဲအေးအများကြီးတယ်မှာကစားသမားတယောက်ချင်းစီကိုလည်းကျွန်တော်တို့ချီးကျူးပါမယ်ပြီးတော့ဒီအစုအဖွဲ့ကို ဒါဖန်တီးပေးခဲ့တယ်ပီအက်ဂျီရဲ့မူရင်း idea ကနေအဲဒီပြောင်းလဲပြီးတော့လုပ်ခဲ့တဲ့ဒီ Aki Line Free တို့ Louis Campos တို့ Louis Enrique တို့လည်းဒါအပြေဝကြီးကျူးရပါလိမ့်မယ်ကိုဟုတ်ကဲ့ပါဒါစီတူပီအက်ဂျီနဲ့ပတ်သက်ပြီးတော့မှဒါပြည့်ပြည့်စုံစုံတုံးသက်ပေးရအောင်နော်ဒီအခုမြင်တာမှာတော့ဒီနောက်ထပ်ဒါ test ကြည့်ဆွဲပြီးပြောနေတာတို့က January အပြောင်းအရွှေ့ဈေးကွက်မှာတို့ပြောင်းလိုက်လိုက် ပြောင်းလိုက်တဲ့ဒီကစားမပြောင်းရွှေ့ကြီးကလည်းတော်တော်ကြီးထိရောက်တော့ပထမရာသီဝက်ကဒါကာလော့စ်မူအန်နီနဲ့တွေ့တယ်ကာလော့စ်မူအန်နီနဲ့မူအန်နီကဘာမှပွဲကစားခွင့်တော့တိတ်မရတဲ့အခြေအနေပါဟိုမှတ်တမ်းရပထမရာသီဝက်မှာချန်ပီယံလိမှာဆိုအာစတီ PSG ကအဲလှုပ်လိလှုပ်လဲနေပဲအဲ့မှာဒါခရက်စကီလီယာကိုခေါ်ပြီးတော့မူအန်နီကိုဂျူတက်ကိုအငှားချလိုက်ဒီတော်မန်ကစားမနှစ်ယောက်အပြောင်းလဲပေါ့နော်အဝင်ထွက်အပြောင်းလဲနှစ်ခုကလည်းဒါ PSG ကိုတော်တော်ကြီးကိုပြောင်းလဲသွားစေဒီခရက်စကီလီယာကိုရလိုက်တာလေဒါတကယ်ကိုပဲ game changer တယောက်ပလေယာတယောက်ကိုရလိုက်တဲ့အနေထားပါဘောတော့ဒါမင်းလုံးကဆိုရယ်ဒီ PSG ရဲ့တိုက်စစ်ကို Kvaratskhelia ပဲအဓိကဥဆောင်ပြီးတော့မှမောင်းနေကစားသွားနိုင်တာတွေ့ရဒီကစားမရလိုက်တာလည်း PSG အတွက်တော့တော်တော်ကြီးကိုဟိုအကောင်းဘက်တစ်ခုပေါ့လေရောက်သွားလို့ထင်ပါတယ်ဒါမင်းကကစားသွားတဲ့ PSG နဲ့ Arsenal တို့ပွဲကြောင်းလေးကိုဒါစီတူကဒါပြပြစုံတုံးသက်ပေးပါတယ်ဒီအတွက်လည်းကျေးဇူးတူတူရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ Soccer Hall ပရိသတ်တူချင်းစီကိုလည်းကျေးဇူးတူတူရှိပါတယ်ခင်ဗျာ